ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ19ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့တော်လိုင်းအင်အားစုတွေဆင်နွှဲနေတဲ့မြင်းကျက်ခရိုင်အစဉ်စစ်စင်ရေးမှာစစ်အုပ်စု90ထပ်မံတဲ့တေဆုံးပြီးတိရက်တန်ရာရရှိသူများပြား စစ်ဘောမှတီတာယူမော်အိမ်မှာလဲစစ်သားလောင်းတွေတောင်းလို့ပုံနေကြောက်တင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းမြင်းကြံနယ်မှာခရိုင်အစင်စစ်စင်ရေးဖြစ်ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေကစစ်အုပ်စုအထိုင်စခန်းတွေကိုမနေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ရမှာစစ်အုပ်စု90ထက်မနည်းတေဆုံးပြီးဒေါ်လာရေးဘော်တွေဘက်ကကိုဦးကြဆုံးထားတယ်လို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံဒေါ်လာရေးသတင်းအရင်းမြစ်တွေကပြောပါတယ်မေလ15ရက်မနေ့ကမနက်ပိုင်းကစတင်ပြီးမြင်းကြံခရိုင်နယ်ထဲမှာရှိတဲ့ တောင်တာနတိုးကြီးမြင်းကြံငန်းစွန်စီမီခုံစတဲ့မြို့နယ်တွေတဲကစစ်အုပ်စုအထိုင်စခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဆိုပါတယ်။မြင်းကြံခရိုင်အတွင်းမှာရှိတဲ့စစ်အုပ်စုစခန်းတွေကိုမနေ့ကစတင်တိုက်ခိုက်ခဲ့ရမှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကအသာစီးနဲ့တိုက်ခိုက်နိုင်ခဲ့ပြီးမယ်။အထိနာတဲ့စစ်အုပ်စုကလေကြောင်းနဲ့အကြိမ်များစွာဘုံကျဲပစ်ကူပေးပြီးလက်နက်ကြီးနဲ့ပါပစ်ကူပေးတာတွေကြောင့်တော်လိုင်းတပ်ဖွဲ့တွေဘက်ကတိုက်ခိုက်ကြဆုံးမှုရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေနဲ့နှီးဆက်သူတူဦးကပြောပါတယ်။ မနေ့ကကြောက်ပြုတ်ရွာတိုက်ပွဲမှာကိုလူတွေဘက်ကအတော်လေးကိုအသာစီးရနေပြီလို့ပြောလို့ရတယ်။အဲ့ဒီအချိန်မှာရှေ့ဆက်တက်သွားတဲ့အချိန်ကင်းမုန်းနဲ့တွေ့ပြီးတော့ပြစ်ခံလိုက်ရတာရဲဘော်တွေရဲ့ရုပ်အလောင်းကတော့ပြန်မရခဲ့ဘူးပေါ့။သူတို့စစ်အုပ်စုဘက်ကလည်းအထိနာအသေးများပါတယ်။လူနာတင်ကားတွေနဲ့မြင်းကြံမျိုးပေါ်ကိုမောင်းသွားတာတွေ့တယ်။တီးရတလို့ဆိုရင်90ကျော်လောက်တည်တယ်လို့ကျွန်တော်တို့သတင်းရထားတယ်လို့မြင်းကြံနဲ့တော်လိုင်းတက်ခွဲတွေနဲ့နေဆက်တူတူကဆိုပါတယ်။မနေ့ကဖြစ်ပွားခဲ့တဲ့မြင်းကြံနဲ့ကြောက်ပြုတ်ရွာပြူစောတီစကန်တိတ်တိုက်ပွဲမှာ တော်လိုင်းတပ်ဖွဲ့တွေကစကန်သိန်းနိုင်ငံဤမှာစစ်အုပ်စုကင်းဘုံကပြစ်ခတ်ခဲ့တာကြောင့်မြင်းကြံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တအုပ်နဲ့မြင်းကြံတိုက်နယ်သုံးငကနီပြောက်ကြားတပ်ဖွဲ့ကရဲဘော်နှုတ်ကြဆုံးခဲ့ပြီးရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။မေလ15ရက်နေ့ကစီမီကုံမြို့ရဲစခန်းမြင်းကြံနယ်ကြောက်ပြုတ်ရွာပြူစခန်းမြင်းကြံမြို့ပေါ်အမတ်18ရက်ကစစ်အုပ်စုစခန်းတောင်တာနယ်နမ်းမြင့်တောင်ကြားစခန်းနဲ့တနောင်းကုန်းရွာပြူစခန်းနတိုးကြီးနယ်ဝက်လူရဲစခန်း ထန်းစင်မြောက်ကြေးရွာအနီးမှာရှိတဲ့တရုတ်တဘာဝတန်းငွေပိုက်လိုင်းဆောင်စခန်းငန်းစုံမြို့ပေါ်ကထွေအုပ်ယုံစတဲ့နေရာတွေကိုတပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြင်းကျန်လူတို့လှုပ်ရှားမှုကော်မတီကတရင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်မြင်းကျန်မြို့ပေါ်စေယုံမှာလည်းဒယန်ရနဲ့စေအုပ်စုတွေအများအပြားရောက်ရှိနေတယ်လို့ပြူစောတိကောင်းဆောင်တီတာယွမွန်အိမ်မှာလည်းရုပ်အလောင်းတွေအများအပြားပြင်ဆင်ထားတာတွေ့တယ်လို့မြင်းကျန်လူတို့လှုပ်ရှားမှုကော်မတီကဆိုပါတယ်။မနေ့ကတိုက်ပွဲအတွင်းမှာအထိနာတဲ့စစ်အုပ်စုက MI-35 ဝိုင်းတွဲ jet fighter စတဲ့လေယာဉ်တွေနဲ့အကြိမ်ကြီးများစွာဘုံကျဲခုခံပစ်ခတ်ခဲ့တယ်လို့တိုက်ပွဲမရှိတဲ့ချင်းရွာတွေကိုပါဘုံကျဲပစ်ခတ်ခဲ့တာကြောင့်ဒေသခံအချို့ထိခိုက်ဒေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒီကနေ့မှလည်းစစ်အုပ်စုကမြင်းကြံခရိုင်ထဲမှာလေကြောင်းဘုံကျဲနေစေဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။မြင်းကျန်ခရိုင်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတက်ဆိုင်ရတော်လိုင်းအဖွဲ့အစည်းတွေကိုဆက်သွယ်မေးမြန်းခဲ့ရမှာ တိုက်ပွဲဖြစ်ပွားနေတာမှန်ကန်တယ်လို့နှစ်ဖက်တိုက်ခိုက်မှုတွေလည်းရှိနေပြီးမကြခင်မှာတော်လိုင်းအဖွဲ့အစည်းတွေကအသေးစိတ်သတင်းထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ပြောဆိုထားကြပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့စစ်ကောင်စီလီဒါအတွင်းလုံခြုံရေးအရာအရာရှိတဲ့စစ်တီများအားလုံးကို Facebook TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုများတင်းကျပ်ကက်သက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြံဖတ်စစ်ကောင်စီလီဒါအတွင်းလုံခြုံရေးအရာလီဒါအရာရှိများနဲ့စစ်တီများအားလုံးကို Facebook, TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုများကန့်သတ်လိုက်ကြောင်းလေတက်သတင်းအရင်းမြစ်တချို့ကပြောဆိုပါရယ်မေလ12ရက်နေ့ကတပိန်မြို့နယ်မှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီရဲ့တိုက်လေရင်နဲ့ဘုံကျင်မှုကြောင့်ကျောင်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆရာမ2ဦးသေဆုံးသွားပြီးရာချီ၍ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်စစ်ကောင်စီရဲ့လေတက်မှာအရာရှိနဲ့စစ်သည်များမိသားစုဝင်များကိုလက်စားချီတိုက်ခိုက်ကြရန်လူမှုကွန်ရက်မှာနှုံဆော်ခြင်း စစ်တပ်အရာရှိစစ်တီနဲ့မိသားစုများရဲ့တပ်ပုံမှတ်တမ်းများကိုလူမှုကွန်ရက်မှာဝေမျှခြင်းများတောက်လျှောက်ဆိုသလိုဖြစ်ပေါ်လာကြောင်းရင်းအခြေအနေများကြောင်းစစ်ကောင်စီလေတပ်အတွင်းလုံခြုံရေးအရာလူမှုကွန်ရက်အသုံးပြုမှုများကိုအထူးကိစ္စတစ်ရက်အနေနဲ့ကန့်သတ်မှုများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လူမှုကွန်ရက်မှာမိမိတို့ရဲ့နာမည်အစ်စ်မိသားစုပုံဆွေမျိုးသားသမီးပုံတွေတင်ထားတာရှိရင်ဖယ်ရှားဖို့ Facebook မှာဆိုရင် profile log ချထားဖို့တာဝန်ထမ်းဆောင်ရတဲ့တက်လေးရင်အမျိုးအစားပုံတွေမတင်ဘူး။ TikTok မှာလေရင် ပြန်တန်းတာဝန်ထမ်းဆောင်ခြင်းဗီဒီယိုတင်တာတွေမလုပ်ဖို့ရခင်ကလေးကတင်ထားပြီးသားတွေရှိရင်လည်းချက်ချင်းဖြုတ်ပယ်ရှားကြဖို့လေတက်မှညွှန်ကြားထားပါတယ်။အကယ်၍ညွှန်ကြားချက်မလိုက်နိုင်ရင်လိုအပ်တဲ့ရေးယူမှုတွေလုပ်မယ်ဆိုတာမျိုးတတိပေးမှုတွေရှိနေပါတယ်လို့လေတက်သတင်းအကြီးမြစ်ကပြောဆိုပါတယ်။ရခင်ကလေးကလေတက်အတွင်းလူမှုကွန်ရက်အသုံးပြုနဲ့ပတ်သက်ပြီးတားမြစ်ချက်များစွာရှိပေမဲ့လည်းတင်းကျပ်မှုမရှိကြောင်းတို့ရမှာယခုအခါလေတက်အရာရှိများစစ်တီများနဲ့မိသားစုဝင်များကိုဦးတည်တဲ့ လုံခြုံရေးအရာချင်းချောက်မှုများရှိလာခြင်းကြောင့်မူလရှိရင်းစွဲကန့်သက်တားမြစ်ထားတဲ့စီကံချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်စစ်ကောင်စီထိပ်ပိုင်းကညွန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လီဒက်များမှာတိုက်လေရင်မောင်းပိုင်းလော့များရဲ့မိဘနဲ့ဆွေမျိုးအရင်းချာများကိုတက်အတွင်းကိုခေါ်ယူနေတိုင်းခွင့်ပြုထားပြီးရခင်ကပြည်သူအများအပြားသေဆုံးတဲ့လေကြောင်းတိုက်ခိုက်မှုများရှိလာသည့်အခါတိုင်းလုံခြုံရေးအရာလီဒက်အတွင်းမကြာခဏလာရောက်နေထိုင်မှုများရှိကြောင်းသိရှိရပါတယ်။တေဆုံးမှုများတဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာရင်လီဒက်ထဲကိုအရာရှိမိသားစုတွေ မိဘဆွေမျိုးတွေမကြခဏလာရှောင်ပြီးနေထိုင်ကြတာမျိုးရှိပါတယ်။အဲ့ဒီလိုနေထိုင်နိုင်ဖို့အတွက်လည်းရိတ်တာတွေနဲ့အရာရှိနေအိမ်တွေကိုတည်တည်ချာချာဆောက်လုပ်ပေးထားတာရှိတယ်။နည်းနည်းအခြေအနေပြောင်းရင်သွားပြီဆိုရင်တချို့လဲသူတို့နေရက်တက်အပြင်ကိုပြန်သွားကြတယ်။တချို့လဲမပြန်ကြတော့ဘူးလို့လေတဲ့သတင်းအရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။တနင်္ဌာနရီအနေနဲ့လေတက်အရာရှိများရဲ့လိပ်စာများမိဘဆွေမျိုးများရဲ့လိပ်စာကိုရခင်ကမကြာခဏဆိုးသလိုပေါ်ပြခဲ့ပြီး ရင်းတို့ဖော်ပြခံရတဲ့အခါတိုင်းအဆိုပါလိပ်စာများမှာနေထိုင်တဲ့လေတက်အရာရှိများရဲ့မိဘဆွေမျိုးများကနေရာပြောင်းရွှေ့ခြင်းအိမ်နဲ့ခြံများရောင်းချပြောင်းရွှေ့ခြင်းများလည်းလှုပ်ဆောင်ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။ကမ္မန်သိရှိရတဲ့တရင်ကတော့ CDM မန္တလေးစစ်တပ်ကတူပအောင်ခါချုပ်အုံနောက်နဲ့အာယုံကျော်ခွဲစိတ်ထူးကိုဆရာဝန်ကြီးပအောင်ခါဒေါက်တာခင်မောင်လွင် NUG အစိုးရရဲ့ကျန်းမာရေးဒုတိယဝန်ကြီးဖြစ်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အကြံဖတ်စစ်အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်နေတဲ့ CDM မန္တလေးစစ်တပ်ကတူပအောင်ခါချုပ် အုံနောက်နဲ့အာယုံကျော်ခွဲစိတ်ထုကိုဆရာဝန်ကြီးပမောက်ခဒေါက်တာကင်မောင်လွင်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကျမ်းမာရေးဒုတိယဝန်ကြီးအဖြစ်ခန့်အပ်လိုက်ကြောင်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကယမန်နေ့ညနေပိုင်းကသတင်းထုတ်ပြန်ပါတယ်။ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီက Federal Democracy ပြည်ညင်အရပမောက်ခဒေါက်တာကင်မောင်လွင်ကိုအမျိုးသားညီညွတ်ရေးအစိုးရကျမ်းမာရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ။မောင်မောင်ကဒေါက်တာခင်မောင်လွင်ဟာ1989ခုနှစ်မှာရန်ကုန်စီးတက္ကသိုလ်တက်မှ MBBS ဘွဲ့ကိုရရှိခဲ့ပြီး1992ခုနှစ်မှာရန်ကုန်ပြည်သူ့စည်းရုံးကြီးအုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကုဌာနမှာလက်ထောက်ဆရာဝန်အဖြစ်အမှုထမ်းခဲ့ပါတယ်။1998ခုနှစ်မှာစီးပညာမဟာသိပ္ပံခွဲစိတ်ကုပညာဘွဲ့ကိုစီးတက္ကသိုလ်တက်မှတက်ရောက်အောင်မြင်ခဲ့ပြီး2000ခုနှစ်မှာ Royal College of Edinburgh မှာမြန်မာနိုင်ငံမှာလာရောက်စစ်ဆေးတဲ့ FRCS ဘွဲ့ကိုဝင်ရောက်ပြည်သူအောင်မြင်ခဲ့ပါတယ်။ ရင်းနှစ် match လာမှာပဲအထူးကုဆရာဝန်အုံနောက်နဲ့အာယုံကျော်ခွဲစိတ်ဖြစ်ယာဒုတို့ကမန္တလေးထွေထွေကုဈေးရုံကြီးကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်၂005ခုနှစ်မှာ Doctor of Medical Science Neurosurgery ဘွဲ့ကိုမန္တလေးစေတက္ကသိုလ်မှာရရှိခဲ့ပြီး2006ခုနှစ်မှာမန္တလေးအထွေထွေယောဂကုဆေးရုံကြီးမှာအထူးကုဆရာဝန်ကြီးအုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကုအဖြစ်ယာရုတိုးခဲ့ပါတယ်2008ခုနှစ်မှာမန္တလေးအထွေထွေယောဂကုဆေးရုံကြီးမှာတွဲဖက်ပါမောက်ခါ ။အုံနောက်နဲ့အာယွန်ကျော်ခွဲစိတ်အထုကိုဆရာဝန်ကြီးအဖြစ်ယာတုတိုးမြင့်ခံခဲ့ရပြီး2010ခုနှစ်အရောက်မှာတော့မန္တလေးထွေထွေယောဂကိုစေယုံကြီးရဲ့ပါမောက္ခဌာနမှုအုံနောက်နဲ့အာယွန်ကျော်ခွဲစိတ်အထုကိုဆရာဝန်ကြီးဖြစ်လာခဲ့ပါတယ်။2013ခုနှစ်မှာပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရန်ကုန်မှာ Diploma of Medical Education ပွဲကိုရရှိခဲ့ပြီး2015ခုနှစ်မှာစေတက္ကသိုလ်မန္တလေးမှာပါမောက္ခကျောက်ယာတုနဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ ကိုဗစ် -19 ကာလမှာမန္တလေးတိုင်းအတွင်းမှာရှိတဲ့ကိုဗစ်ကာကွယ်ကူတာတိုက်ဖျက်ရေးလုပ်ငန်းများမှာစစ်တကတူမန္တလေးမှာအင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ခဲ့ပြီး EAWD Foundation ရဲ့ကိုဗစ်ကူတာရေးစင်တာမှာလည်းတာဝန်ခံဆရာဝန်ကြီးအဖြစ်ဝင်ရောက်ပါဝင်တန်းဆောင်ခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအကြံဖတ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖေဖော်ဝါရီလ8ရက်နေ့မှာစစ်တကတူမန္တလေးကို CDM တက္ကသိုလ်အဖြစ်ကြီးညာခဲ့ပါတယ်။ဖေဖော်ဝါရီလ17ရက်နေ့ညတနားအချိန်ခန့်မှာအကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမောက်ခကျုံနေအိမ်ခြံဝင်းအတွင်းကိုဂျန်စီယူကျော်ခွဝင်ရောက်လာပြီးစစ်စည်းမင်းမြတ်ရဲ့လာရောက်ခေါ်ဆောင်ခဲ့ပေမဲ့ဇနီးနှင့်တမီးနှူးတို့ရဲ့အကူအညီဖြစ်တော်လကောင်းစီတက်ကတူမန္တလေးမှဆရာဆရာမများမိသားစုများဝန်ထမ်းမိသားစုများရဲ့ကူညီဆောင်ရှောက်မှုဖြစ်တော်လကောင်းခေါ်ဆောင်သွားခြင်းမခံခဲ့ရပါဘူး၂021ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ညမှာပင်မန္တလေးစီတက်ကတူမှတိမ်းရှောင်ခဲ့ပြီးယခုအခါမှလွတ်မြောက်နေပြီတခုကိုရောက်ရှိနေပြီးမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့တာဝန်များကိုထမ်းဆောင်ရင်း တော်လန်ရေးကြီးအောင်မြင်ဖို့အဖက်ဖက်မှကြိုးပမ်းဆောင်ရွက်နေရမှာ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့ကြောက်ဖြူမလာကျုံးမှရှိတဲ့တရုတ်လျက်စစ်တပ်အားဖြန့်ဖြူးရေးစီမံကိန်းအနီးအနားမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအရခတ်တော်အေအေနဲ့စစ်ကောင်စီတို့ဟာလက်ရှိကြောက်ဖြူမြို့နယ်မလာကျွန်းတရုတ်လျက်စစ်တပ်အားဖြန့်ဖြူးရေးစီမံကိန်းအနီးအနားမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်းသတင်းရရှိပါရသည် မြေပြင်စီးရေးတရင်အရင်မြစ်တူကစစ်ကောင်စီဘက်ကအေးအေးရှိတဲ့နေရာတွေကိုစစ်ကြောင်းတွေတအားထိုးတယ်။အေးအေးကလည်းကိုနေတဲ့နေရာအနီးအနားကိုရောက်လာရင်တိုက်တယ်။အဲ့ဒီလိုမှမတိုက်မရဘူးလေ။ကိုဘက်ကအထည်နာမှာပေါ့။အခုဆိုရင်မလာကျွန်းနဲ့တရုတ်တအားဖြန့်ပြူးရေးဆက်ယုံအနီးအနားတွေထိတိုက်ပွဲတွေဖြစ်နေတာလို့ပြောပါတယ်။မလာကျွန်းကျေးရွာအနီးအနားမှာရှိတဲ့တရုတ်စီမံကိန်းများအနီးအနားမှာအာရကတက်တော်အေးအေးနဲ့စစ်ကောင်စီတို့ရမန်နေ့မေလ15ရက်နေ့မှာစပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။စစ်ကောင်စီဟာစီရင်များ၊လေရင်များ ဒရုန်းများနဲ့ပါဝင်တိုက်ခိုက်နေပေမဲ့သူတို့လှုပ်ရှားတဲ့နေရာများမှာအခြေကုပ်နေရာယူထားတဲ့တက်စကန်များဘက်ကိုအကြအဆုံများနဲ့နောက်ဆုတ်နေရတဲ့အနေအထားရှိနေတယ်လို့၎င်းကပြောပါတယ်။စစ်ကောင်စီဘက်ကနောက်ဆုတ်ထွက်ပြေးမှုတွေများနေတယ်။သူတို့ကတရုတ်စီမံကိန်းတွေရဲ့စစ်ရုံတွေမှာအခြေကုပ်တက်ဆွဲထားတယ်လေ။စစ်တပ်ကတရုတ်ပိုင်စစ်ရုံတွေကိုကာဗာယူပြီးတိုက်နေတယ်။အခုတနက်တန်တွေကအဲ့ဒီနားကကြားနေရတာလို့ပြောပါတယ်။စစ်ကောင်စီဟာမလာကျွန်းရွာတရုတ်တအားဖြန့်ဖြူးရေးနဲ့စွန့်ပြစ်အပူတုံးစစ်ရုံအနီးအနားတက်ဝိုက်မှာ ၎င်းစီမံကိန်းလုံခြုံရေးအတွက်ခြေကုပ်နေရာယူထားတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မေလ17ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်လက်ခမော်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုအေအေကပျောက်ကြားစနစ်နဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားယာနဲ့ချီပြီးကြဆုံးကရှီမတိုးနိုင်ပဲနောက်လန့်ကျသွားခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီဘက်မှကြောက်ဖြူတိုက်ပွဲကိုလေကြောင်းနဲ့ရေကြောင်းမှနေပြီးတပ်အင်အားအများအပြားဖြည့်တင်းပြီးအများစုမှတပ်မှကိုကိုအပါအဝင်ပြည်သူစစ်တနန်းသားများဖြစ်ကြောင်းသိရှိရပါတယ်။ တောက်ပြူတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှအထိနာမှုများပြားနေတဲ့အတွက် drone စက်တက်လေတီးများနဲ့ပုံမှုပစ်ခတ်လာကလက်နက်ကြီးများနဲ့လည်းပစ်ခတ်နေကြောင်းသိရှိရပါတယ်။စွန့်ပစ်အပူသုံးတအားပေးဆက်ယုံကို2022ခုနှစ်အောက်တိုဘာလကစတင်စမ်းတက်လေပတ်ချင်းဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။ကြောက်ဖြူတဘာဝတံငွေနဲ့စွန့်ပစ်အပူသုံးလျက်စစ်တအားပေးဆက်ယုံဟာ2023ခုနှစ်မေလ19ရက်နေ့မှာစီးပွားပစ်စတင်လက်ပတ်ခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတရုတ်တွင်းဝေးတက်စင်ဆက်ယုံနီနာဝင်းကျင်မှာစစ်ကောင်စီရဗန်ကာများကရုချင်းများတူကခန်စစ်တူးချက်တိစောက်ထားကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ